ရခိုင်ပြည်နယ်အကြမ်းဖက်မှုတွေမှာကလေးတငယ်တွေကိုဒိုင်းသက်ဖွဲ့အုံချဖို့စစ်တပ်နန်းတွေပေးနေတဲ့ဗီဒီယိုဖိုင်တွေအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့နေတဲ့အပေါ်ဥပဒေပညာရှင်တချို့ကကန့်ကွက်ပြောဆိုခဲ့ပါတယ်။ဒီသတင်းကိုဇေယျချန်အေးပေးပို့ထားပါရရှင်။ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာရခိုင်ဒေသမှာတိုက်ပွဲတွေပေါ်ဆောင်မှုကလင်းငယ်တွေကိုစစ်စင်တန်းပေးနေတာနဲ့စီယုံမှုတွေလှုပ်ဆောင်နေတဲ့ဗီဒီယိုနှစ်ခုအခုရက်ပိုင်းမှာထွက်ပေါ်လာပါတယ်။ ဗီဒီယိုဖိုင်တွေထဲမှာပါဝင်တဲ့နေရာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကုတူပါလန်ဒုက္ခသည်စခန်းနဲ့မြန်မာနယ်စပ်ကြားဖြစ်တယ်လို့ခန့်မှန်းရပါတယ်။သူတို့ပြောနေတဲ့စကားကတော့စစ်တကောင်တောင်တန်းဒေသစကားနဲ့ဘင်္ဂလီစကားတွေဖြစ်ပါတယ်။ဒီလိုကလေးသူငယ်တွေကိုအသုံးချတာဟာနိုင်ငံတကာစစ်ဥပဒေနဲ့ကုလသမဂ္ဂကချမှတ်ထားတဲ့စည်းကမ်းတွေကိုချိုးဖောက်တာဖြစ်တယ်လို့ဥပဒေရေးရာကျွမ်းကျင်သူတို့ကသုံးသပ်ပါတယ်။ကဘာပေါ်မှာ အာဖရိကနိုင်ငံတွေမှာအထူးဖြစ်ကြံရမရဖြစ်ကြတော့ပြီဆိုလက်လက်ကိုင်အဖွဲ့တွေအဲ့လိုကလေးစလားတွေကိုတုံးကြတာပဲအထူးသဖြင့်ဆန့်ကျင်မဲ့အင်အားစုတွေပေါ့နော်အာနာဆန့်ကျင်မရသေးတဲ့ဆန့်ကျင်မဲ့အင်အားစုတွေကကလေးစလားတွေအများဆုံးတုံးတာအဲဆိုလို့ရှိရင်ကလေးလေးတွေကနေပြီးတော့လူတွေတတ်နေတဲ့ပုံလေးပြတယ်တတ်နေတဲ့ပုံလေးကိုတင်ပြီးတယ် အားပေးတယ် IS ဆိုလို့ရှိရင်နောက် IS ကအခုတဖြည်းဖြည်းကြာဆုံးမှုနဲ့တွားတွေ့ရတာမှာဒါတွေပါတယ်ဗီဒီယိုဖိုင်တွေထဲမှာလက်နက်ငယ်တန်းတန်းတွေကင်ဆောင်ထားသူတွေကအသက်တော်တော်ငယ်သေးတဲ့ကလေးငယ်တွေကိုအခြေခံစစ်တင်တန်းပေးနေတာဖော်ပြထားပါတယ်တိုက်ပွဲဝင်မှုကလေးငယ်တွေဒုတ်တာလက်နက်တွေကင်ဆောင်ထားတာတွေလည်းအဲ့ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်အဲ့ဒီလူအုပ်စုဘေးမှာလည်းတန်းတန်းကင်ဆောင်ထားတဲ့သူတွေကိုတွေ့ရပါတယ်ကလေးတငယ်တွေကိုဒီလိုအကြမ်းဖက်မှုတွေပါတုံးချတာဟာ အစ္စလာမစ်ဆွေရောက်အဖွဲ့တွေဟာသူတို့အကြက်တွေတွေ့ချိန်တိုင်းမှာပြုလုပ်လေးရှိတဲ့အပြုအမူဖြစ်ပြီးနိုင်ငံတကာကရေးယူဖို့ခက်ခဲတဲ့ကိစ္စရပ်လည်းဖြစ်တယ်လို့ဥပဒေပညာရှင်တူဦးကပြောပါတယ်ကလေးစစ်သားတွေကိုစစ်ပွဲမှာစစ်ဥပဒေပေါ့နိုင်ငံကစစ်ဥပဒေမှာစစ်ပွဲတွေမှာကလေးစစ်သားတွေကိုအသုံးမပြုအောင်လို့အတိအကျတတ်မှတ်ထားလို့နိုင်ငံတော်များများလည်းကလေးစစ်သားတွေအသုံးပြုခြင်းနဲ့နိုင်ငံကဥပဒေကိုပအဝင်လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေလည်းရှိတယ်ပေါ့နော်လက်မှတ်မထိုးတဲ့နိုင်ငံတွေလည်းရှိအောင်ရှိမယ်ပေါ့ ကလမကပေါ်ဝင်နိုင်တယ်ရမှာသို့တော့ဗာရီကလေးစတားကြီးမတုံးအောင်ဆိုတော့ဘူးတော့ရေပြီးတော့အဖြစ် CA ဥပဒေမှာလက်ခံထားတယ်အဲ့ဒီဗီဒီယိုဖိုင်တွေဘယ်ချိန်ကရိုက်တယ်ဆိုတာတော့အတိမပြုနိုင်ပေမဲ့ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေဖြစ်ပွားပြီးချိန်ဝင်းကျင်လောက်မှာရိုက်ကူးထားတာလို့ခန့်မှန်းရပါတယ်ပြည်ကလေးဩဂတ်စ်လအတွင်းကအစွန်ရောက်အဖွဲ့တွေဟာမောင်တော်ဒေသမှာရှိတဲ့ရဲစခန်းတွေကိုတပြိုင်တည်းဝင်ရောက်အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကိုထပ်မံကျူးလွန်ခဲ့တာပါ အဲ့ဒီတိုက်ခိုက်မှုအပြီးနယ်မြေဆင်းသင်းမှုတွေလှုပ်ဆောင်ခဲ့ရမှာလူခွင့်ရချိုးဖောက်မှုတွေရှိတယ်လို့လည်းစွပ်စွဲပြောဆိုမှုတွေရှိပါတယ်။လက်ရှိအခြေအနေကတော့အဲ့ဒီဒေသမှာရှိတဲ့မွတ်စလင်တွေတော်တော်များများဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခိုလှုံနေရပါတယ်။လူဦးရေ6သိန်းလောက်ရှိတယ်လို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။ ထွက်ပြေးသူတွေပြန်လည်ခံမှုမြန်မာအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်သဘောတူထားပြီးမြန်မာဘက်ကတော့1982ဥပဒေနဲ့ညီတဲ့သူတွေကိုပြန်လည်ခံမယ်လို့ပြောဆိုထားပါတယ်။အကြံဖတ် ARSA အဖွဲ့ဝင်တထောင်ကျော်စီးင်းကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲပေးပို့ထားပါတယ်။ကျွန်တော်ကဆရာချန်ရီပါ။